ိုဘဝလေးကိုချင်းနဲ့ပြီးတွေ့တားနေတာကိုဥပါဒံလို့ခေါ်တာပဲအဲ့ဒီဥပါဒံဟာဘာကြောင့်ဖြစ်ရတာလဲဆိုတော့တဏှာဆိုတဲ့လူချင်းတတ်မဲ့မှုကလာတာရှင်းတန်လာတဲ့အခါဥပါဒံဒါဖြင့်ဒီတဏှာကတော့ဘာလို့ဖြစ်ရတာလဲဆိုဝေဒနာပစ္စယတဏှာလို့ဆိုတဲ့အတိုင်းစိတ်ရဲ့ခံစားမှုတွေကြောင့်ဖြစ်တာစိတ်ကခံစားမှုတွေတွေရှိသည့်အတွက်ကြောင့်ตายဝယ်ခံစားမှုတွေဆိုလူချင်းလာအဲ့ဒီလူချင်းမှုလေးတွေကြောင့် တဏဝေဒနာပစ္စယတဏဆိုတာလားဒါဖြင့်အဲ့ဒီဝေဒနာကတော့ဘာကြောင့်ဖြစ်ရတာတုံးလို့ဆိုတော့အာယုန်နဲ့စိတ်နဲ့ဆက်သွယ်မိသွားတယ်ဆက်သွယ်မှုရှိလာလို့ရှိရင်ဖြစ်တာပဲလေကိုကလူချင်းသာပြောကြတာမလေးကြိုးချင်းထားကြိုးချင်းကြီးအိုးချင်းထားအိုးချင်းထိတယ်နော်အာယုန်ကလည်းဒီတိုင်းမှာပဲထိနေပါပဲအမြဲတမ်း စိတ်နဲ့အာယုံထိတာအဲ့ဒါကိုဖတ်တာလို့ခေါ်တယ်ဒီဖတ်တာကဘာလို့ဖြစ်ရတာတုံးဆိုမျက်စိနန္ဒနေရာကာယမနဆိုတဲ့ sense organ တွေရှိကြအောင်ရှိလို့ဖြစ်တယ်အဲ့ဒီ sense organ တွေကဘာကြောင့်ဖြစ်တာတုံးဆိုနန္တရားတွေနဲ့ယုတ်တရားတွေရှိလို့နန္တရားယုတ်တရားတွေကဘာကြောင့်ဖြစ်တာတုံးဆိုအတိစိတ်ပရိဒိရိဆိုတဲ့ဝိညာဉ်လေးလာလို့အဲ့ဒီဝိညာဉ်လေးကဘာကြောင့်ဖြစ်ရတာတုံးဆို င်္ခါရပစ္စယဝိညာဏကံတရားတွေကြောင့်ဖြစ်တယ်။အဲ့ဒီကံတရားကဘာကြောင့်ရှိနေရတာတုံးဆိုအဝိဇ္ဇာပစ္စယသင်္ခါရ။မမသိခဲ့ဘူး။မမသိလို့ဒါတွေရှိနေတာ။ဟောရသဗျာပရိစ္ဆသုပ္ပမအဖြေတွေထုတ်ပေးတာဘဝတစ်ခုရဲ့အဖြေတွေ။ဘာကြောင့်ဖြစ်တယ်ဆိုတာအကြောင်းတွေကိုရှာပြထား။အကြောင်းနေရှာပြတယ်လို့ solution ကိုလည်းပြထားအေး မသိဘူးဆိုတာမရှိရင်မေတ္တာနာမှာကံတရားတွေမဖြစ်တော့ကံတရားတွေမဖြစ်ရင်ပရိဒေဝိညာဉ်ဆိုမလာဘူးမလာလို့ရှိရင်နာယုတ်တွေမဖြစ်ဘူးနာယုတ်တွေမဖြစ်လို့ရှိရင် sense organ တွေမလာဘူး sense organ တွေမရှိဘူးဆိုရင်ဖတ်တာဆိုတဲ့ content တွေမလာဘူးဖတ်တာမလာရင်ဝေဒနာမလာဘူးဝေဒနာမလာလို့ရှိရင်တဏမလာဘူးတဏမလာရင်ဥပါဒံဆိုတာမလာဘူးဥပါဒံမလာရင်ဘဝဆိုတာမလာဘူး ဘဝမရှိရင်ဇာတိမရှိဘူးဇာတိမရှိရင်ဩရဏာရသေးတာမရှိဘူးဆိုဟော solution ကိုပြသွားအဲ့ဒါလို့အကြောင်းနဲ့အကျိုးနဲ့ဒီလိုမှန်မှန်ကန်ကန်လေးဘက်လေးတန်ကပြည့်ပြည့်စုံစုံတည်တာကိုသမသမုဒ္ဓေါလို့ပြောတာเนาะသမသမုဒ္ဓေါလို့ပြောတာအဲ့ဒီလိုတည်လို့သမသမုဒ္ဓေါဖြစ်တယ်